တို့ကိုကျွန်တော်မမျောလင့်ခဲ့ပါဘူးဒီလိုအတန်မျိုးကိုလည်းမကြားကျင်ပါဘူးဟိုဒါပေမဲ့မကြားကျင်လို့လည်းမရတော့ဘူးအချိန်ကြီးကဒီတိုင်းဖြစ်သွားပြီဆိုတော့ကျွန်တော်တို့လည်းအများကြီးစိတ်ထခိုင်းရပါတယ်ဒါမျိုးကတော့မယူတခုမှမှာဒါမျိုးကငွေမွေးချက်ပေါက် ဘဘတို့မိသားစုကဥမျိုးကိုမွေးစားထားတာမွေးစားထားတာလက်ရှိမှာလဲဥမျိုးဒီဘဘတို့တကောင်စင်းရင်းနဲ့မှာလဲရှိတယ်ဆိုတော့ဥမျိုးကတော့ဒါငယ်မွေးချမ်းပေါက်ဖြစ်တယ်ဘဘတို့မိသားစုရဲ့အကျိုးအကြောင်းအကောင်းအဆိုးအကုန်လုံးလဲဒါဥမျိုးကအတိဆုံးဖြစ်ပါတယ်ဟိုတို့တွေကတော့ဘဘအဖေရဲ့ကိုဝမ်းဝဲတွေပေါ့နော်ဝမ်းဝဲဘဘ အာကြီးဆိုရင်လည်းဟုတ်တယ်ဟိုတို့တွေရဲ့သင်စရာမြင်စရာကြားစရာဆိုရင်လည်းဟုတ်တယ်တမားဖဖေးရဲ့အကူပေါ့ဖဖေးရဲ့အကူအဲသူမောပြောထားပြီလို့ပဲဒီတုခုမရဲ့ channel မှာကျွန်တော်ဟိုနွေခွေး channel အနေနဲ့ကျွန်တော်နှစ်ပေါင်းများစွာဟိုကျွန်တော်ရှိနေခဲ့တယ်အဲဒီမိသားစုတကောင်စင်းထဲမှာလည်းကျွန်တော်နာမည်ရှိပြီးသားဖြစ်ပါတယ်ကျွန်တော်မိသားစုထဲမှာ အာမှကျော်နဲ့အတူပေါ့နော်ဒီအနုပညာလမ်းကြောင်းကိုအတူတူဝင်ရောက်သွားတယ်ကျွန်တော်ဒီလေးမောင်ပြင်းငင်းနေဆိုလို့ရှိရင်ဒူးဒူးပေါင်းမဲ့အလုံးအကုန်လုံးဒီကျွန်တော်ဒီမိသားစုကြီးနဲ့ကျွန်တော်ဇပွန်တတိရှိနေတယ်ဆဲပါပဲဟုတ်ကဲ့အခုလိုကျွန်တော်ဟိုဆရာပေါ့နော်အဖဆရာပေါ့အခုလိုဆုံးမသွားတဲ့အတွက်ကိုကျွန်တော်မမျှော်လင့်ခဲ့ပါဘူးဒီလိုအတန်မျိုးကိုလည်းမကြားကျင်ပါဘူး ဟိုဒါပေမဲ့မကြားကျင်လူလည်းမရတော့ဘူးအချိန်ကြီးကဒီတိုင်းဖြစ်သွားပြီဆိုတော့ကျွန်တော်တို့အနေနဲ့အများကြီးစိတ်ထိခိုက်ရပါတယ်ဟိုဘာပဲဖြစ်ဖြစ်ကျွန်တော်ဆရာဘူးနောက်ပြရတော့မှာပေါ့ကွာအဲကြောင့်ကျွန်တော်အများကြီးစိတ်မကောင်းဖြစ်နေပါတယ်ဟိုတပည့်တယောက်အနေနဲ့လည်းအနေအချိန်နေဒီပုံမှာအနေဝေးပွာသွားတာကြီးလည်းရောဒီအဆက်တွေကြီးကလည်းပြတ်နေတာကြီးအောင်ကျွန်တော်ဆရာဘူးတော့ကျွန်တော်တာဝန်မကြီးခဲ့ပါဘူး ဒါကြောင့်အခုပြည့်ရနောက်ဆုံးချိန်မှာတော့ကျွန်တော်အတတ်နိုင်ဆုံးကျတာဝန်ကြီးအောင်ကျွန်တော်ဥဆောင်ပေးရမှာပါ။ဒါတကယ်တရားဝင်တာဝန်ရှိပါတယ်ကျွန်တော်တကယ်လည်းကျွန်တော်ဘာလုပ်ပြီးမှာပါဟိုဒီဒီသားစုတဲ့လူတွေတိမရှိကျွန်တော်အတတ်နိုင်ဆုံးကျွန်တော်အကောင်းဆုံးဖြစ်အောင်လည်းကျွန်တော်ဆောင်ရွက်ပေးမှာပါ။ဆရာရဲ့ကျုပ်ခန္ဓာကြီးဘတ်တိကျိုးကနေစပြီးမိတိကျိုးတဲ့အချိန်အထိ ကျွန်တော်အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ဒီမိသားစုစိတ်ချမ်းသာဖို့အတွက်ကျွန်တော်လုပ်ပြီးတော့